မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ Media Channel ကနေ November 23ရက်နေ့အတွက်နောက်ဆုံးရနှုတ်ပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဟိဝရဘက်ကလူမြင်ကောင်းအောင် အိမ်ခုံကြီးပဲလက်ဖွဲ့ထားကြောင်းမတိမတာချပြလာတဲ့စွန့်ပြေးသတင်းတည်။တန်တာမိုးသိန်းကိုလက်တွဲခေါ်ကရွှေမန်းကိုဒဲစိန်ခေါ်လိုက်တဲ့ဟိဝရန်တည်။ပါကျုပ်ဆရာတော်ကိုစွန့်ကပ်ရမှာထူးခြားချက်လေးတစ်ခုကြောင့်လူပြောများနေတဲ့စွန့်မြတ်သူစားတည်။ ဟိဝရန်တူလူကျော်လေးဆိုပြီးနာမည်ကြီးနေရမှာတတိယုတ်ဖြစ်ကြောင်းဖုံးမရအောင်ပေါ်လာတဲ့ DJ Aura တဲ့။စိုးပြေတစင်မင်္ဂလာဆောင်လိုက်မှာအခုလိုစိတ်တက်လေးတွေဖုံးမရအောင်ပေါ်လာတဲ့ရွှေသမီးတဲ့ပဲဖြစ်ပါရဲ့ရှင်။ဟင်းဝင်ရဘက်ကလူမြင်ကောင်းအိမ်ခွန်ကြီးပြက်လက်ဖွဲ့ထားကြောင်းမတိမတာချပြလာတဲ့စုပြေတစင်။ယောက်ျားရကံကောင်းနေဆိုပြီးတနိုင်ငံလုံးကိုတည်င်းလွင်ထားတဲ့စုပြေတစင်ကတော့ယူပြီးတလာတော့မပြေသေးပဲဟင်းဝင်ရရဲ့မိသားစုပညာပြတာကိုခံနေရပါပဲ။ ပညာပြခန္ဓာအကြောင်းကိုစုပြည့်တစဉ်ကလည်းပြိတ္တတွေတည်အောင်တိုးတိုးတိတ်တိတ်လေးခြားပြခဲ့တာဖြစ်ပြီးယောက်ျားယူရမယ့်မိန်းကလေးတွေကိုသူမရဲ့ဘဝနဲ့သင်ခန်းစာယူစီခြင်းနေတာပါမယူခင်6နှစ်လောက်လူတဲကရှောက်ခမကြည်ပြုဖို့အတွက်ဘိုင်းကောင်း6ပြည့်နီးပြခဲ့ရတဲ့စုပြည့်တစဉ်ဟာဟိဝရံနဲ့တွဲတုံကလည်းတင်ရချီတန်းနဲ့ရွှေရင်အန်းခံခဲ့ရသလိုလက်ထက်တော်နဲ့စွန်မိန်မကောင်းလေးဖြင့်ဝိုင်းချစ်တာကိုခံခဲ့ရပါတယ် လက်ထက်ခွင့်တောင်းချိန်မှာလည်းမိုးကုတ်တနေလုံးကိုခရင်ရိုက်သွားစေတဲ့ထိအခြေသွေးကောင်းတဲ့ဗရမားလက်စွပ်ကြီးကိုရရှိခဲ့ပြီးလက်စွပ်မှာပါဝင်တဲ့တင်ကနန်တောင်းကြီးပိုင်းကိုပေါင်စည်းရှိခဲ့တာပါဟိဝရန်ရဲ့အဖေကလည်းညခါစားဇနီးမောင်နှံအတွက်ဆိုပြီးရန်ကုန်မြို့ရဲ့လူချမ်းသာရပ်ကွက်မှာရှိတဲ့အဖျော်အောင်တိုက်ခန့်အင်ဂျီတလုံးကိုလက်ဖွဲ့ပေးခဲ့ပါတယ်ပုံမှန်ဆိုတမီးရင်ဒီမှာအိမ်ဒီမှာစာချုပ်ဆိုပြီးပေးလိုက်ရင်ရှားပေမယ့်ချွေးမကိုဘယ်လိုပေးကြောင်းမြင်သာစေဖို့မီဒီယာပါခေါ်ပြီးအင်ကိုပက်လင်လဲပြကား လိုင်းပေါ်တင်ခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာလည်းဟင်းဝီရန်ရဲ့အမေကသူ့သားလေးလက်ထက်ယူမဲ့မိန်းကလေးကိုမျက်နှာမငယ်ရအောင်ဗရမများအင်ဂျီကြီးဆင်ပေးခဲ့ရတယ်လို့မျက်ရည်ဆက်လက်နဲ့အင်တာဗျူးပြေခဲ့ပါသေးတယ်။ဒါနေမကသေးပဲဟိဝရန်ရဲ့အမေကငေဆုံးသားလူပြုံလေးကိုစိုးပြေတစင်စီပေးလိုက်ရလို့ဝမ်းနည်းမြေကြီးချခဲ့ရတဲ့ဟိဝရန်ရဲ့အမေကပရိသတ်ရှိကိုထွက်ပြီးတားငယ်လေးကိုကလေးလေးလိုပဲအမြင်မြင်ခဲ့တာတားငယ်ဆုံးလေးမို့အချစ်လေးပူတယ် မင်းတောင်ကြရင် အမေတော့စိတ်ရင်းမှာပဲလို့အမေပြောခဲ့ပြီးမယ်တကယ်တမ်းတခြားမိမလက်ထဲရောက်သွားပြီဆိုတော့သိလိုက်ရတော့ရင်ထဲမကောင်းဘူးစိုးတော့မျိုးရိုးလက်ထဲဆိုတော့ပိုဝမ်းနေတာပေါ့နော်ဒါပေမဲ့စိုးပြင်းလေးကညီမတွေထဲမှာမှထူးထူးခြားခြားလိမ့်မရေးချရှိပြီးလူကြီးတွေကိုတီတက်လို့စိတ်သက်သာရရှာတယ်တားငယ်ကိုလည်းမိမရသွားတယ်မင်းကမိမိသားပဲနော် အမြင်မိမိစကားပဲနားထောင်ရမယ်လို့လူရှိမှပန်းနှုတ်ထွက်သွေးခဲ့တာမို့အဲတဲ့ကအားလုံးကသူ့အမေရဲ့အတ္တကြီးတဲ့ဇယိုက်ကိုတတိထားမိခဲ့ကြပါတယ်တကယ်လဲခုယူပြီးသွားတဲ့အခါသူတို့ချစ်သမျှအားလုံးကအတူရောက်နေကြီးဖြစ်နေပြီးမယူခင်တုန်းကရှာခဲ့တဲ့ပစ္စည်းတွေအားလုံးကိုလည်းဟိဝိယံပဲပြန်ပိုင်သွားသလိုလက်ဖွဲ့ပေးတဲ့အင်ကြီးကလည်းအခွန်လွတ်ကြီးသာဖြစ်လို့နေပါတယ်။ ဒါကြောင့်ယူပြီးမှပြန်ပြင်လို့မရတော့တဲ့အမားတကူအတွက်စိုးပြစ်တစင်ကနောက်ထရရခဲ့ပြီးအတွင်းပစ္စည်းလေးတွေအိမ်သုံးပစ္စည်းလေးတွေပါသွားဝယ်နေရတဲ့သူမရဲ့ပုံလေးကိုလိုင်းပေါ်မှာမျှဝေခဲ့တာပဲဖြစ်ပါတယ်။နွမ်းနွမ်းပတ်ပတ်နဲ့ဈေးဝယ်ထွက်နေရတဲ့စိုးပြစ်တစင်ရဲ့ပုံလေးကိုမြင်သွားတဲ့ပရိသတ်တွေကလည်းချက်ချင်းပဲစုံလို့ချင်တာကိုတန်းတီးသွားခဲ့ကြပါတယ်။ပရိသတ်တွေကတယောက်ဆိုရင်ဝိုင်းစုနဲ့ကိစ္စကလေးကဟေးဝင်ရန်ရဲ့အမိကလူကြီးနဲ့မတူတာပါစိုးပြစ်ရင်နောက်လဲတတိထားပြီးပညာသားပါပါနေပါ။ ယောက်ျားဆိုတာယူပြီးတာနဲ့အချိုးပြောင်းလာကြည့်ပါပဲလို့တတိပေးခဲ့ကြပါတယ်။ပရိသတ်ခြေရုံရောဟိဝီယန်ဘက်ကလူမြင်ကောင်းအိမ်ခွန်ကြီးပင်လက်ဖွဲ့ထားကြောင်းမတိမတာချပြလာတဲ့စိုးပြေတဆင်တန်တမိုးတိန်ကိုလက်တွဲခေါ်ကရွှေမန်းကိုဒဲစိန်ခေါ်လိုက်တဲ့ဟိဝီယန်တပြည်လုံးရဲ့ချစ်တွေကိုတိမ့်ပိုက်ထားတဲ့ဟိဝီယန်တို့ဆုံးတွဲကတော့အလုံးကဖဲကျင်ထားတဲ့တန်တမိုးတိန်ကိုလက်တွဲခေါ်ပြီးအမှုပညာလောကတစ်ခုလုံးကိုစန့်ကျင်လိုက်ပါပြီ။ ူပူနွေ့နွေ့ကြီးဖြစ်သွားတဲ့တန်တာမိုးသိမ့်တဲ့ရွှေမန်းကိစ္စမှာအမှုပညာလောကတစ်ခုလုံးကရွှေမန်းဗမာသားရက်တီခင်အားဖြစ်ပြီးတန်တာမိုးသိမ့်ကိုတော့ဝိုင်းဝန်းထိုးနှက်ခဲ့ကြတာပါတန်တာမိုးသိမ့်ကိုဝိုင်းချော်ကြတဲ့အထက်မှာထဆင်တူနှလုံးဆင်ထားတဲ့မင်းသားနဲ့မိုးရွာနေတဲ့ဝါဇူလာအပြင်ကိုရီးယားဂျမန်နဲ့ဒါရိုက်တာအတိုင်းဝိုင်းတွေကမိမတူပါပါဝင်ခဲ့ပါတယ် အခြားသောမင်းသားမင်းသမီးတွေကလည်းတန်တာမိုးတိမ်မတရားခံရတာကိုသိသိချင်းနဲ့ထုတ်လုပ်သူပရိုဂျူဆာတတိကြီးဖြစ်တဲ့ရွှေမန်းဘက်ကတန်ရက်တီပေးခဲ့ကြပါတယ်။တလောကလုံးနဲ့တန်တာမိုးတိမ်တယောက်တည်းပွဲဖြစ်နေချိန်မှာတန်တာမိုးတိမ်ဘက်ကရက်တီပေးခဲ့တာဆိုလို့ကျွလွန်တယောက်တည်းရှိခဲ့တာပါ။ဒါကြောင့်တန်တာမိုးတိမ်ကအကုန်လုံးသမီးကိုဝိုင်းလုနေကြတဲ့ဆရာလို့ငိုတန်ပါကြီးနဲ့တိုင်တန်းခဲ့ပြီးဟိဝိယံကအဲ့ဒီစကားပုံကိယူနာတက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လေနုပညာလောကတစ်ခုလုံးဘသူမှအဖက်မလုပ်တဲ့တန်တာမိုးတဲ့ငူသူ့ရဲ့နောက်ခံတဲ့အလုပ်တွေပေးပြီးအခုလိုပဲလက်တွဲခေါ်ယူခဲ့ပါတယ်။ဒါပေမဲ့အိမ်အောင်ရှိတဲ့ယောက်ျားပေးပြီးတန်တာမိုးတဲ့နဲ့လက်တွဲဖို့အတွက်စုပြည့်သစင်စီကအရှင်ခွင့်တောင်းခဲ့တယ်လို့လည်းသတင်းစကားတွေတီးတိုးကြရပါတယ်။စုပြည့်သစင်ကလည်းသဘောထားကြီးစွာနဲ့တန်တာမိုးတဲ့ငူနောက်တစ်ပတ်ပြန်တောက်ပါဖို့သူ့ယောက်ျားနဲ့တွဲဖက်အလုပ်လုပ်စေခဲ့ပါတယ်။ အချို့ကတော့ဟိဝိယံရဲ့အဆိုပါလက်တွဲခေါ်တဲ့လုံရဟာအရှင်ဝါကြီးတဲ့ရွှေမန်းကိုတိုက်ရိုက်ကြည့်စိန်ခေါ်လိုက်တယ်လို့တောင်ဖြစ်သွားတယ်လို့ပြောကြပါဗျ။ဒါပေမဲ့ဟိဝိယံရဲ့ချမ်းသာမှုနဲ့ရွှေမန်းရဲ့နောက်ခံကတိတ်တော့ကွာလာတာမဟုတ်ပါဘူး။ဟိဝိယံကနေဘက်ကမြို့ရုံမြင့်တောတကြီးဖြစ်တယ်လို့ပိုင်ဆိုင်မှုကတိမ်မောင်းတိမ်ချီကျွဲသွားပါဗျ။ ဟင်းဝီယန်ဟာဘယ်ဒါရိုက်တာမှခေါ်မရိုက်ဖဲနဲ့ကိုသူ့ပစံသူ့သုံးပြီးကိုရိုင်းပရိုတက်ရှင်ထောင်ကခေါင်းဆောင်မင်းသားတက်လုတ်ခဲ့သူဖြစ်ပြီးနိုင်ငံရေးမတည်မငြိမ်ဖြစ်လို့ပစ္စည်းရှိလူဒန်းစားတွေတောင်ကရင်ရိုက်တုံကလည်းဟင်းဝီယန်ကစုပြစ်ကိုတင်းရချီတန်းနဲ့ရွှေတယ်လီလက်ဆောင်ပေးခင်တော့ကိုတတိထားမိကြမယ်ထင်ပါတယ်ဒါပြင်ဟင်းဝင်းရစီးတဲ့ကားတွေကလည်းအခုထိထမသွားသေးပဲသူတကူလုံးမှလည်းအခောက်ရွှေတွေနဲ့အပြားကြီးကြီးဝတ်တက်တဲ့အခြေအနေရှိပါသေးတယ် တာမန်လူတွေကသာဟင်းဝီယံကိုတောကိုင်းတဲ့လက်ဝဲရတနာကစားအပြားကြီးကြီးထူကြီးတွေဝတ်တက်တယ်လို့ပြောပေမဲ့လည်းတကယ်ကဘလောက်ချမ်းသာလဲဆိုတော့ဖုံးလို့မရတဲ့တက်သေးပဲဖြစ်ပါတယ်။ဟင်းဝီယံရဲ့အဖေကလည်းတော်ယုံလူတွေလုံးဝအနာမခံနိုင်တဲ့သူဖြစ်တဲ့အပြင်စောက်လူရေးလုပ်ငန်းကိုဗန်းပြပြီးမြမစီးပွားရေးလုပ်ငန်းမှာလူတိုင်းရှိန်ကြတဲ့တထေးကြီးဖြစ်တယ်လို့သိရပါတယ်။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့အဓိကပို့ကုန်တစ်ခုဖြစ်တဲ့ရာဘာလုပ်ငန်းမှာလည်းကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ထားပြီးဧကပေါင်းများစွာကျယ်ဝန်းတဲ့ရာဘာခြံတွေကိုပိုင်ဆိုင်ထားတယ်လို့ဆိုပါတယ်ဒါကြောင့်ဒီပိုင်ဆိုင်မှုတွေနဲ့ဆိုရင်ရွှေမန်းကိုပြိုင်ဖက်ရင်တော့မရှုံးတဲ့အနေအထားမှာရှိပါတယ်။တစ်ဖက်မှာလည်းရွှေမန်းကအစုံရပေါ်တိမ့်ရချေကျွေးတင်နေတယ်လို့သတင်းတွေထွက်နေတာမို့လို့ပရိသတ်ကြီးရောတန်တာမိုးတိမ်ကိုလက်တွဲခေါ်ကရွှေမန်းကိုဒဲစင်ခေါ်လိုက်တဲ့ဟင်းဝီရန်ပေါ်ဘလူးများထင်ကြပါသလဲနော်။ ။ပါကျုံဆရာတို့ကိုစွန့်ခတ်ရမှာထူးခြားချက်လေးတစ်ခုကြောင့်လူပြောများနေတဲ့စုမြတ်သူဆောင်။နမေကျော်နုပညာရှင်တွေအထက်တန်းလွှာတွေအလူတန်းပြုလုပ်ကြပြီးဆိုရင်အများအပြားခန္ဓာကြီးကျယ်တဲ့ပြင်ဆင်မှုတွေလူများကြီးခြံရပိကင်မရာမီးအောင်စုံနေတဲ့ဂုံပကာသနလွှမ်းမိုးလေးရှိတာကိုမြင်ဘူးကြမှာပါ။ ဒါပေမဲ့နိုင်ငံကျော်မင်းသမီးကြီးစုံမြတ်သူဆိုင်ရင်ဒီတစ်ခေါက်စွန်းလူကတော့အဲ့ဒီယာရီနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေလို့လူပြောများနေတာပါ။မာကြီးဆိုစွန့်ကပ်လူကေတာကတာမန်ပုဂ္ဂိုလ်မဟုတ်ဘဲတန်ပြီကားပါအားထားရတဲ့ပမောက်ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာပြီးဝန်တော်ဆရာတော်ဖျားကြီးဖြစ်ပါတယ်။ဒီလိုဆရာတော်ကြီးရဲ့ရှင်မောင်မှာမာကြီးဆုံးဟာနိုင်ငံကျော်မင်းသမီးဆိုတဲ့ကုမ္ပဏီကိုမတွေ့ရပါဘူး။ ပရိသတ်တွေချီကျူးဆုံးချက်ကတော့စုံမြတ်သူစာဟာဘာဆောင်ရမှမပါပဲတာမန်ထားရကမှတရားလို့ရွရွရှင်ရှင်ဝစ်စားဆင်ရင်ထားပြီးစုံရင်ွက်တွေကိုသူတပားလက်မလွဲပဲကိုရန်ကိုကြပြင်ဆင်ကတ်လူခေတာကိုတွေ့မြင်ရပါတယ်သူမဟိမျက်နှာမှာလည်းမိတ်ကပ်ထူးကြီးတွေမပါပဲစစ်မှန်တဲ့စေတနာကြောင့်ဖြစ်ပေါ်လာတဲ့ကြည်လင်အေးချမ်းမှုကိုအထင်းသားမြင်တွေ့နေရပါတယ်။အလူဆိုတော့ပကာသနမလိုပါဘူး။စေတနာသာအဓိကပါဆိုတော့ကိုမာကြီးစိုးကလက်တွေ့ပြသလိုက်တာပါပဲ။ ဒီလိုကုန်ပကာသနမပါပဲစိတ်ထားဖြူစင်စွာလှူဒန်းခဲ့တဲ့မာကြီးစွန့်ရဲ့ပုံရိပ်လေးတွေကိုကြည့်ပင်ပရိသတ်ကြီးတို့ရောဘလို့မြင်မိပါသလဲဟေးဝင်းရတူလူကြောလေးဆိုပြီးနာမည်ကြီးနေရမှာတတိယရုပ်ဖြစ်ကြောင်းဖုံးမရအောင် ပေါ်လာတဲ့ DJ Aura မင်္ဂလာပါပရိသတ်များရှင်အခုကိစ္စကတော့လူငယ်ချင်းချင်းရဖြစ်တဲ့ဆိုပေမဲ့လူကြီးနေရဲ့မျက်နှာကိုပါအုံးမဲတုတ်တလူမျိုးဖြစ်နေပါပြီ ဟင်းဝင်ရရတူဖြစ်တဲ့ DJ Aura နဲ့တက်သက်စမင်းသားပိုင်အောင်စိုးအောင်တို့ကပြဿနာကိုမီးထွန်းရှာပြီးတော့အခုမှထွက်ပြေးတင်းရှောင်နေကြပါတယ်။ဖြစ်စဉ်ရဲ့အကျဉ်းချုပ်ကတော့လူငယ်တွေအတွက်ထင်ကရနေရာကြီးတစ်ခုဖြစ်တဲ့ DFT မှာအရှံမှုမှုနဲ့ရှံဖြစ်ခင်နေရှံပွဲပါ။လူငယ်အောင်စုလိုက်ကြီးကလည်းစီးတွေတုံထားပြီးအချိန်နေစိုးနေကြတာပါ။အဲဒီမှာဆိုရင် ပိုင်အောင်စိုးအောင်နဲ့ဟင်းဝင်ရရတူ DJ Aura ကော Aura ထွန်းတို့ကရှံစားခဲ့တဲ့သူတွေဖြစ်ပါတယ်။ ယောက်ျားလေးအောင်စုလိုက်ကြည့်ဖြစ်ပွားခဲ့တဲ့ရံပွဲပါဒါပေမဲ့အဲဒီမှာ DJ Aura နဲ့ပိုင်အုပ်စိုးအောင်လို့နှစ်ယောက်စလုံးကတဖက်ရံသူကိုပလင်းခွဲနဲ့မျက်နှာကိုထိခိုက်အောင်လုပ်ခဲ့ပါတယ်ပြီးတဲ့အခါမှာယောက်ျားပြီပြီးလုံရဲရင်ရှင်ဆိုင်ရဲရမယ်ဆိုတဲ့စိတ်သက်လုံးဝမရှိဘဲနဲ့ထွက်ပြေးတိမ်းရှောင်နေကြပါတယ်ဒါကြောင့်မို့လို့သူတို့ကိုအလုံးကတတိယုပ်အမျိုးယုပ်တွေဆိုပြီးဝိုင်းဆဲကုန်ကြပါပြီဒီကိစ္စနဲ့ပတ်သက်လို့ပလင်းခွဲနဲ့ရှမ်းပြုတ်ခံရတဲ့နိနာသူဘက်ကနေပြီးတော့တရားဥပဒေနဲ့အညီ ဖြည့်ရှင်းပေးဖို့ဒါမှမဟုတ်ရင်ပြန်လည်ပြီးတော့တောင်းပန်ပေးဖို့အတွက်ကြည်ကြည်လည်လည်ပြောဆိုခဲ့ပေးမယ်လေ။ပိုင်အိုဆိုးအောင်နဲ့ DJ အော်ရာတို့နှစ်ယောက်စလုံးရဲ့မိဘတွေဘက်ကဘာမှအကြောင်းအရာတုံ့ပြန်ခြင်းမရှိခဲ့ပါဘူး။လူငယ်တွေနဲ့ကောင်းဆောင်နေတာမဟုတ်ဘဲနဲ့လူကြီးတွေကပါဒီကိစ္စကိုကောင်းဆောင်ပြီးသွေးနဲ့နေတဲ့သဘောပါပဲ ပစနဲ့အာနာပါဝါရှိနေဆိုပြီးတော့တစ်ဖက်ကဘာမှမဟုတ်တဲ့လူငယ်လေးကိုတရားဥပဒေနဲ့ညီမဖြေရှင်းပေးပေးနေ။ဒါမျိုးလုပ်နေတဲ့ကိစ္စနဲ့ပတ်သက်လို့အလုံးကတော့မကြေမချမ်းဖြစ်နေခင်ရပါပဲ။နိနာသူဘက်ကနေပြီးတော့လေသူခံရတာတကယ်ဟုတ်ကြောင်းကိုပုံနေနဲ့တကွာလူမှုကွန်ရက်ပေါ်မှာ တင်လာပေးခဲ့ပါတယ်။တကယ်လေမျက်နှာရဲ့အောက်ဖက်နားမှာပလင်းကွဲနဲ့တိုက်ခိုက်ခံထားရတာကြောင့်စုပ်ပြက်နေတဲ့ပုံစံကြီးပါပါပါတယ်။ဒါကတကယ်ကိုမတရားတဲ့အခြေအနေပါပဲရှင်။ ပြဿနာကိုတင်းရှောင်နေတာမျိုးကတော့တကယ်ကိုအဆိုးဆုံးလို့ပြောရမှာပါ။ Trump media ရဲ့ပြည်သက်ကြီးတို့ကရောအခုဖြစ်ပျက်နေပတ်သက်လို့ဘယ်လိုများထင်မြင်မိကြလဲရှင်။ comment မှာဆွေးနွေးပြောဆိုပေးခဲ့ကြပါအောင်နော်။ဆိုဖီတစင်မင်္ဂလာဆောင်လိုက်မှာအခုလိုစိတ်တက်လေးတွေဖုံးမရအောင် ပေါ်လာတဲ့ရွှေသမီးမင်္ဂလာပါပြိတ္တများရှင် သူကသူတော်မတင်လိုက်တဲ့လုံရက်လေးတစ်ခုကြောင့်ရွှေသမီးကတော့စုပ်ပြည့်တဆင်ရဲ့မင်္ဂလာပွဲပြီးမှတတော်လေးကိုလူပြောများနေပါတယ်။အဲဒီလုံရက်ကြောင့်ပဲရွှေသမီးရဲ့စိတ်တအမှန်ကဘယ်လိုပဲပုံဖြစ်တယ်ဆိုတာကိုလူတွေအားလုံးကသိရှိသွားခဲ့ကြတာပါ။ရွှေသမီးနဲ့စုပ်ပြည့်ဆိုတာကတော့အမှုပညာအတိုင်းဝိုင်းမှာအတူတကွလက်တွဲပြီးတော့အလုံလုံနေကြတဲ့အမှုပညာညီမတွေဖြစ်ပါတယ်။အသက်ကလေးတွေကလည်းမတိမ်မငြိမ့်နဲ့ရုပ်ကလေးတွေကလည်းခက်ဆင်ဆင်ခက်ချောချောလေးကြီးပါပဲ။ ဒါကြောင့်မို့လို့ပင်စုပြစ်ကရွှေသမီးကိုသူ့ရဲ့မင်္ဂလာပွဲမှာတတို့သမီးအရှံလုပ်ပေးဖို့အတွက်ငယ်စဉ်ဆုံးတွင် official ချမှတ်ပြခင်အချိန်ကလေးကတောင်းဆိုထားခဲ့ရတာပါ အခုတကယ်တကယ်မင်္ဂလာပွဲရောက်တဲ့အခါမှာလေအရာလုံးကအဆင်ပြေပြေနေပဲဖြစ်ခင်ပါတယ်။ဒါပေမဲ့စိုးပြေကောင်ကအဖြူကားကားကြီးဝတ်ထားတဲ့ဒင်နာညမှာရွှေသမီးကမထင်မှတ်ထားစရာလုပ်ရည်လေးတစ်ခုပြုမူခဲ့ပါတယ်။ တတိုသမီးရှန်နေမကားလို့တခြားသောဘလောက်ရှင်းနေဧည့်သည်တွေပဲဖြစ်နေပါစေသူတို့ရဲ့မင်္ဂလာပွဲကိုလာပြီးတော့စားစားတောက်တောက်ဓာတ်ပုံနေကြပြီးတော့ပဲမင်္ဂလာစနီးမောင်နှံကိုဒီတိုင်းစကားလေးနဲ့ဂုံပြူပြန်သွားကြတာပါဒါပေမဲ့ရွှေသမီးကတော့အဲ့ဒီလိုလုံးဝမဟုတ်ခင်ပါဘူးစိုးပြေနာမှအမြဲတမ်းအရေးတကြီးကြီးနဲ့ရှင်းနေပေးပြီးတော့စိုးပြေရဲ့လူဟဲ့ချက်တွေကိုအကုန်ဖြည့်ဆည်းပေးခဲ့ပါတယ် ဥပမာပြောရရင်ကာဝင်ဆောင်လေးကိုခြေထောက်နဲ့မနေမရအောင်ကင်ပီးတာကစားစိုးပြေတပွဲလုံးမှာလာလာပါပါဖြစ်နေဖို့ဆုံးရွှေသမီးကပဲကိုထိလိုက်ရအောင်အကုန်လုံးကိုလိုက်လံပြီးတော့ကူညီပေးခဲ့တာပါဒါကြောင့်မို့လို့စိုးပြေရဲ့ကာဝင်ကိုလိုက်မှပေးပြီးတော့အလုံးရှုံနေတဲ့ရွှေသမီးရဲ့ပြုံမှုလေးတခုကြောင့်လူတွေအားလုံးကရွှေသမီးရဲ့စိတ်တက်အမှန်လေးကတကယ်ပဲဖြူစင်ပြီးတော့အနစ်နာခံလို့စိတ်ပြေရှိနေဆိုပြီးချီးကျူးခဲ့ကြတာဖြစ်ပါတယ် ရွှေသမီးကအဲ့ဒီပွဲမှာသူမကိုသူမလှပနေဖို့ဆိုရတဲ့စိုးပြေလှပရေးအတွက်ပဲလုံးဝကိုအလေးပေးပြီးတော့ပြုလုပ်နေကြတာသိသားကြီးပါ။ဒါကြောင့်မို့လို့စိုးပြင်းနဲ့ရွှေသမီးကြားကခင်မမှုဆက်ဆံရေးကိုတိခဲ့ကြရတယ်လို့ရွှေသမီးရဲ့လှပတဲ့စိတ်တက်လေးကိုလည်းအားလုံးကမြင်ခဲ့ကြရပါတယ်။အဲဒီလိုစိတ်တက်လေးလှနေတာကြောင့်လည်းရာသက်ပံငှားကောင်မလေးရုပ်ရှင်ဇာတ်ကားကြီးထဲမှာဗီလီနီယာကနေပါဝင်တည်ယူဆောင်ထားရတာတောင်မှ သူ့ကိုလူတွေအားလုံးကအသိရပြီးချင်နေကြတာပါ။ အခုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ထဲမှာရွှေသမီးဖန်နေရှိကြလားနော်။ comment မှာပြောပြပေးခဲ့ကြပါအောင်ရှင်။